ြန်မာသတင်းစာများခေတ်သစ်မြန်မာသတင်းစာလောကကြီးသည်စစ်ပီးခေတ်၌တဟုန်နှင့်တိုးတက်ကာတော်လှန်ပြောင်းလဲလာခဲ့သည်မြန်မာသတင်းစာများတိုးတက်တော်လှန်ပြောင်းလဲလာကြရ၌အိုးဝေဗမာကင်းနှင့်ကျင်းပသတင်းစာတို့ကိုတော်လှန်ပြောင်းလဲမှုကြီးခေါင်းဆောင်ပိုင်းမှတင်သည်သည်တင်မောင်ဖို့အိုးဝေသတင်းစာ၏တိုက်သားတအုပ်အဖြစ်တစ်ကြိမ်တစ်ခါမှမရောက်ဘူးတော်လဲအိုးဝေဝိုင်းတော်သားတအုပ်ဟူ၍ကခေါ်ဆိုနိုင်သည်အိုးဝေသတင်းစာသည်တီတောင်စင်းကငွေပင်ငွေရင်တောင့်တင်းစွာတီထောင်ခဲ့တော်လဲ အုပ်ချုပ်မှုဘက်မှပေါ်ရသဖြင့်မြည်သည့်အခါတွင်မှဖောဖောတည်တည်မရှိခဲ့ဘူးကြီး။ဥညိုများသည်အမေရိကန်၌သတင်းစာပညာမဟာဝိဇ္ဇာဘွဲ့ကိုယူလာပြီးနောက်ဗမာခေတ်တွင်ပေးနိုင်ဆောင်မှခြင်းမောင်တုမနအဖြစ်စစ်ပီးခေတ်သတင်းစာလောကသို့ဝင်လာသည်။ထို့နောက်အိုဝေသတင်းစာကိုတည်ထောင်သည်။အိုဝေသတင်းစာသည် ထိုစဉ်ကရှိသောသတင်းစာများတွင်ခေတ်ရှိသို့ပြေသောသတင်းစာတစ်စောင်ဖြစ်သည်။အိုဝေကိုမြန်မာသတင်းစာများ၏တက္ကသိုလ်ဟုပင်ခေါ်ဆိုသည်။သတင်းစာလောကသားမိသူမဆို အလုတ်လက်မဲ့ဖြစ်နေပါကအိုးဝေတို့ဝင်ရောက်အလုံးလုံးနိုင်သည်အိုးဝေကမိသူကိုမစိုးတကားဖွင့်ထားသည်လက်ဝဲလက်ရစာနယ်ဇင်းလောကသားတို့သည်အလုတ်ပြုတ်သည့်အခါတိုင်းအိုးဝေ၌ကွန်းခိုနိုင်ကြသည်အိုးဝေ၌တနစ်တမိုးခိုနိုင်ယုံမကလက်တဲ့ဆန်းနိုင်သည်တရေစာပညာနှင့်လေ့လာမှုအတက်ကိုကော့နိုင်သည်ယနေ့စာနယ်ဇင်းလောကသားတို့သည်အိုးဝေ၌ခိုဘူးတူတာများသည်တင်မောင်သည်အိုးဝေ၌ကွန်းခိုခဲ့ဘူးခြင်းမရှိတော့လေအိုးဝေတိုက်တာအချို့ထပ်ပင်မြဲခဲ့သည် ဘဘခဲ့တဲ့င်းစာတိုက်ကိုချိတ်ပိတ်တဲ့ဖြင့်အလုံးလက်မဲ့ဖြစ်နေချိန်တွင်အိုးဝေအရီတာတဦးဖြစ်သူကိုတင်ဆိုတာဂရိုဤထမင်းကျိုင်း၌ကတ်ဆားရသည်အိုးဝေတိုက်ကိုဆိုရှယ်လင်းများရိုက်ဖြတ်စဉ်ကတင်မောင်းသည်အရီတာဦးမျိုးညင်းနှင့်အတူရှိသည်တန်ဃာတော်များဝင်ရိုက်စဉ်ကတင်မောင်းသည်ကိုတင်ဆိုနှင့်အတူရှိသည်အိုးဝေကိုအစိုးရကအာမခံတောင်းသောအခါရက်ကွက်တကာလှဲ့ကအိုးစီဝိုင်းနှင့်ငွေကောက်ခံရသည်သူစဉ်ကတင်မောင်းကအိုးစီတီးရသည် ်တင်းမောင်းသတင်းစာတိုင်းများပိတ်နေခြင်းတွင်အိုးဝေ၌ဝင်ကာသတင်းရည်သည်စောင်းမရည်သည်တီမြဲတန်ရှင်ကွဲကျင်း၌ကျင်းပေါ်မှချိတ်ပိတ်ခံရသည်နိုင်ငံရေးရတော်ဘုံကြီး၌ဝင်ရောက်၍စာမရေးရာမနေနိုင်သောတင်းမောင်းသည်သတင်းတောက်တဦးအမိဖြင့်တီမြဲအတွေ့ရများကိုဖွင့်ကာတိုက်ခဲ့လေသည်တင်းမောင်းအဖို့အပြင်းလူအပြည့်သတင်းစာစောင်းမများရေးတိုက်ရာတွင်အိုးဝေနှင့်ဗမာခေတ်သည်လွတ်လပ်ခွင့်အရာဆုံးဖြစ်သည်သောနေ့စဉ်တွင် မီးပွင့်ကလောင်မီးဖြင့်၎င်း ဇီဝရေးသတင်းစင်၌အောင်ဆန်ပြိုကလောင်မီဖြင့်၎င်းရေးခဲ့သည်။အိုးဝေသတင်းစာများတွင်စောင်းမများသတင်းများကိုလွတ်လပ်စွာရေးနိုင်ကြသည်။မာယွမီလင်းလဲအိုးဝေကရရောစွာပြည့်ရှင်းပေသည်။ပုဂ္ဂိုလ်တဦးဦးကိုမဟုတ်မမှန်ရေးမိပါကသတင်းစာတို့ထုံးစံမှာပြည့်ရှင်းချက်ထည့်ပေးရန်သာဖြစ်သည်။အိုးဝေကမူထိုပုဂ္ဂိုလ်ကိုအိုးပွဲငပြောပွဲနှင့်တောင်းပန်ရန်ပင်ဝင်မလေးသည့်တိုင်အမားကိုဝန်ခံတတ်သည်။အိုးဝေသည်သတင်းစာတမိုင်း၌ထူးခြားသောသတင်းစာဖြစ်ပါသည်။ ဗမာခေတ်ကမူအိုးဝေထက်ပြောင်မြောက်သည်တကူဩဇာလဲကြည့်သည်ဗမာခေတ်သတင်းစာကိုဂျပန်ခေတ်ကအစိုးရသတင်းစာအဖြစ်စတင်ထုတ်ဝေသည်ဗမာခေတ်ကိုပုံနှိပ်ပေးသောတိုင်းပြည်ပြုပုံနှိပ်တိုက်ပိုင်ရှင်ဦးအောင်ခင်ဒေါက်ခင်ခင်လေးတို့ကစစ်ပီးလင်ပြီးချင်း1945ခုမေလ10ရက်နေ့တွင်ဗမာခေတ်သတင်းစာကို ပုဂ္ဂလိကသတင်းစာအဖြစ်ဆက်လက်ထုတ်ဝေသည်တနီးမောင်နှံကွဲသွားကမိုးကြိုသတင်းစာနှင့်ယူဝရီသတင်းစာအဖြစ်ခွဲကထုတ်ချိန်သည်တကူဩဇာကြီးမာပြီး တီတွင်စမ်းသစ်သောသတင်းစာကြီးအဖြစ်ခေါင်းဆောင်သည်ဗမာခေတ်သတင်းစာသည်သတင်းစာများ အစဉ်အပြင်တစ်ကိုစတင်တီထွင်သောသတင်းစာဖြစ်သည်ရှေးခေတ်သတင်းစာတို့၏စက်လုံးများသည် Great Primary Call စလုံးခိုက်ကြီးကြီးကိုသာတုံးကြရမှာဗမာခေတ်က14 point စလုံးသေးများကိုစတင်သုံးဆွဲသည် Great စလုံး30ကစာမျက်နှာတစ်မျက်နှာလင်သတင်း10ဘုတ်ခန့်သာဆက်မှာလင်14 point 3တစ်ပြင်း14ဘုတ်ခန့်ပိုဆန့်သည်စလုံးပို၍ဝင်သည် မာခင်မှာ14ပွိုင့်ကို30ကမျက်စိကန်းရပါတော့မီဟုပြိုင်ဘက်တို့ကလှောင်သည်စာဖတ်ပရိသတ်တဦးနှစ်ဦးတို့ကကန့်ကွက်သည်နောက်ပိုင်း၌ယနေ့1980ခုနှစ်တည်14ပွိုင့်စလုံးများကိုစာနယ်ဇင်းများကသုံးစွဲနေကြလေပြီထို့နောက်ပိုင်း Rotary ပက်လေဆက်ကြီးကိုစတင်သုံးစွဲတော့ကစလုံးတင်အမျိုးမျိုးကိုတီထွင်ခဲ့လေသည် Great စလုံးများမကြီး14ပွိုင့်ခဲစလုံးများမသိတော့16ပွိုင့်မြမခဲစလုံးကိုဗမာခင်ကတီထွင်သည် ထိုခဲစလုံးသည်ယနေ့ပုံနှိပ်လောက၌သုံးဆွဲ၍အစဉ်အပြေဆုံးစလုံးတစ်မျိုးဖြစ်နေလေပြီ။ခေါင်းစဉ်မျက်နှာမဲစလုံးများကိုလည်း၄တောင်တစ်မျိုးလက်သေးဆောင်တစ်ပုံအမျိုးမျိုးအဖုံဖုံတီထွင်ခဲ့သည်။နောက်ပိုင်း၌ရန်ကုန်သတင်းစာခဲစလုံးဆက်နှင့်အခြားခဲစလုံးဆက်များကလည်းခဲစလုံးပုံစံသင်းများတီထွင်ရတော့သည်။အထားသူကိုလည်းတစ်မျိုးတစ်ပုံစံသိစေသည်။ရခင်ကသတင်းစာစာမျက်နှာတမျက်နှာတွေဒေါင်လိုက်စာပိုက်ကော်လံ၃ကော်လံသာခွဲသည် ဗမာခေတ်ကမူတမျက်နာတွင် လေးကော်လံခွဲက စာစီသဖြင့်အစဉ်အပြင်းလှသည်တရင်တပ်ပုံကိုလည်းဗမာခေတ်ကဦးစားပေးကဖော်ပြသည်1948ခုနှစ်ကမြဝကျုံးပေါ်တွင်အမျိုးသမီးတပုံဘိုးတို့ထားကြွက်ခဲ့သည်ဘိုးမိုးကြီးအမည်ရှင်ဒိုးတပုံဘိုးမလေး၏တပ်ပုံရရှိရန်တပ်ပုံတရင်တော်ဦးတင်ဝင်းဂျာနေကျော်မမလေး၏မောင်အားဗမာခေတ်ကမြဝကျုံးပေါ်တပုံထဲသို့ဆင်းလို့ရသည်ဦးတင်ဝင်းသည်၁၇ရက်ကြာသွားပြီးပြန်လာခဲ့က ဘိုမိုးကြီးတောမခိုမီကလေးကရိုက်ကူးထားသော ပုံကို ယူလာနိုင်ခဲ့သည်ဗမာကဲ့သတင်းစာ၌အနံ6လက်မှအလျာ၄လက်မှသာရှိသောဓာတ်ပုံအတွက်ဓာတ်ပုံပို300နှင့်ခရီးစရိတ်ပါ923ကျပ်12ပဲပေးရသည်ကျိုးစင်းက923ကျပ်12ပဲသည် မော်တော်ကားငယ်တစ်စီးဝယ်ယူနိုင်သည်မြမပြည်သတင်းစာလောကအဖို့တန်ဖိုးအကြီးဆုံးသတင်းဓာတ်ပုံပါပဲသတင်းရေးသားမှုနီးနာတွင်လည်းဗမာကဲ့ကမူသစ်ကိုတီထွင်သည် မကိကတီထွင်သောမူကိုယနေ့1981ခုနှစ်တိုင်းသုံးစွဲကြသည်ယခင်ကသတင်းရေးလျင် စာပိုက်တစ်ခုစုံတိုင်းဂျောင်းဟုအဆုံးသတ်သည်တိုးတိုးအဆုံးသတ်မိအစားဤသို့မဟုတ်ဒီဖြင့်အဆုံးသတ်ရာစာပတ်သောအခါတူတူနှင့်လူရင်းကိုရောက်သည်ဤသုံးသဖြင့်ဂျောင်းသုံးခဲ့သည့်ထက်စလုံးနေရာ၅ပုံတပုံမြတ်တက်တာသောကြောင့်စလုံးပို၍ဆန်သည်သတင်းစာတစ်မျက်နှာတွင် စာပိုက်၍24ပိုက်မြောက်ပါလေဂျောင်းနှင့်မဆုံးဘဲဤနှင့်ဆုံးပါက ။စာကြောင်းရေတကြောင်းများပို့ထွက်လာသည်ဖြင့်စာဖတ်ပရိသတ်အကျိုးရှိလေသည်။တရင်ရေးသားရာတွင်လည်းတရင်ကိုတူတူနှင့်လူရင်းသာရေးသားခြင်းဖြင့်တရင်ပုတ်ရေပို့၍ထွက်လာသည်။ထို့စဉ်ကတရင်စာတစ်စောင်တွင်တရင်ပုတ်ရေ25ပုံများသာပါရာဗမာခေတ်က90အထိပါသည်။တရင်ပို့၍စုံသည်။တရင်ကောင်းစဉ်တက်ရာတွင်လည်းရှေးခေတ်ကကဲ့သို့လူသတ်မှုဖြစ်ခြင်းဆွေးနွေးခြင်းပတ်သည်ဖြင့်ရိုးရိုးမတက်ဘဲဖက်ခြင်းစွဲကောင်းစဉ်တက်လေရှိသည်တရင်ထူးလင်းတရင်မှန်လင်း ရဲဝန်စွာရေးသားဖော်ပြမိဟုသောမူဝါဒဖြင့်ဖော်ပြခဲ့ရာတရင်သူများကိုမကြကနဖော်ပြနိုင်ခဲ့သည်ဥပမာဘူဂျောအောင်ဆန်းလောက်ကြံမခံရမိကလေးတွင်ဦးစောတို့ကလက်နဲ့တိုက်မှခိုးထုတ်သောဘရင်းငန်းတနက်200ပျောက်မှုကြီးမျိုးများကိုဗမာခေကစောစီးစွာနှင့်ရဲဝန်စွာဖော်ပြနိုင်သည်ဗမာခေကဝေဖန်ချက်ရေးရာတွင်လည်းပြသသည်1946ခုနှစ်ကွန်မြူနစ်ပါတီများမြေပေါ်၌လှုပ်ရှားနေစဉ်တွင်ပင်တိုင်းစောင်းမရှင် မောင်အမီခံဦးထွန်းဖေ၏ ကွန်မြူနစ်ဆိုင်ကြီးဆောင်းပါးများကထိရောက်လာသဖြင့်ဗမာခေတ်သတင်းစာသည်ကွန်မြူနစ်တို့၏မီးရှို့ခြင်းကိုခံခဲ့ရလေသည်ဗမာခေတ်ကိုကွန်မြူနစ်တို့သားမကအာနာလက်ရှိဆိုရှယ်လစ်များကလည်းမုန်းတီးကြသည်တချိန်တွင်ဆိုရှယ်လစ်တို့ကဗမာခေတ်သတင်းစာရက်တန့်သွားရန်အမှုရှာကြသည် ခိုင်မာသောအမှုမတွေ့ဖြစ်နေသည်ထိုစဉ်တွင်အစိုးရပုံနှိပ်တိုင်းမှအရာရှိတဦးပုံနှိပ်ဆက်ဟောင်းများကိုရောင်းချဖို့နှီးမမှန်ဟုအရေးယူသည်ဗမာခေတ်၌အစိုးရပုံနှိပ်ဆက်ဟောင်းများဝယ်ထားသည် ရောင်းသူကတရားဝင်ရောင်းသည် ဗမာခေတ်ကတရားဝင်ဝယ်သည်ဖြစ်ပေရာ900ပါပစ္စည်းမဟုတ်သည်မှမှန်သဖြင့်900ပါပစ္စည်းလက်ခံမှုနှင့်အရေးယူရန်စူးစမ်းတော်လဲမရဖြစ်နေသည်ဗမာခေတ်ကတခိုးလက်ခံမဟုတ်ပေမဲ့အမှုမှာတည်တည်ခံပစ္စည်းကို ရုံးတင်ရမည်ဟုဆိုကစက်ဤအပိုင်းအစတစ်ခုကိုလုံသား၁၀ဦးတွန်း၍ရွှေ့ရသောစက်ကြီးကိုဖြတ်ကရုံးသူရွှေ့ကြသည်ရုံးတော်၌တည်တည်ပြသည်ဗမာခေတ်မှာအမှုမပြီးမချင်းတနစ်ကျော်ပုံနှိပ်ဆက်များကိုရုံးရှိတည်တည်ခံပစ္စည်းခန်းကြီးထဲ၌အသိခံရသည် အဲ့ဒီတုန်းကကျုပ်တို့ကငယ်တော့ဒေါသရှိတယ်ဒါကြောင့်နိုင်တဲ့နီးနဲ့ညှင်းမိတာပါထို့ကဲ့သို့ဦးကျော်ကြီးကနောက်မှတင်မောင်အားပြောပြဘူးသည်ဦးညိုမြမောင်သူမနာနဲ့ဇဝနဝန်းနဲ့တို့ဤပင်နိုင်ဆောင်ပါတို့သည်ဗမာကင်၌ဩသာရှိပြီးလူကြိုက်များသောဆောင်ပါများဖြစ်သည်ဆရာတက်တို့ဤသူရောနန္ဒီဝိတုရှေကြီးကိုလည်းဆွဲကြသည်ထိုဆောင်ပါရှင်နှစ်ဦးဗမာကင်မှထွက်သွားသောအခါဦးအောင်ခင်ကမိုးကျိုးကလောင်မီဖြင့်နိုင်ငံရေးဆောင်ပါရေးကတရင်ပေးသည်ဖြင့် လူဒန်းစားခြင်းပြိပကဖြစ်စေသည်ဟုဆိုကာတိုက်ပိတ်သည်ဘိုးချိုးဦးအောင်ခင်ကိုဖမ်းသည်ဆိုရှယ်လစ်ပါတီအကြောင်းဝေဖန်သဖြင့်ဆိုရှယ်လစ်ပါတီသည်လူဒန်းစားတည့်ရလောဟုဗမာခေတ်ကဥပဒေအရစောရကတက်သည်ထိုစဉ်ကတရားဝင်ကြီးချုပ်ဒေါက်တာအေးမောင်ကဗမာခေတ်ကစောရကကိုစီရင်လူဆဲဆဲနိုင်ပိုင်းတွင်အစိုးရကပြန်ရုပ်သိမ်းသောသဖြင့်စီရင်ချက်မချတော့ပေ ဗမာခေတ်သတင်းစာကိုမပိတ်မီဖာစာပလအစိုးရကအခြားသတင်းစာများကိုမကြာခဏပိတ်လေစီသည်ပထမဆုံးအပိတ်ခံရသောသတင်းစာမှာတူရိယာဖြစ်၏သတင်းစာတိုင်းများကိုပိတ်ပါကအထူးရှားဖွေရေးအာဏာဥပဒေဆိုက ခဲစလုံးခွက်များကိုပေါက်လေစီသည်စာညင်းများထဲသော ခဲစလုံးခွက်ကြီး229ခွက်ရှိသည် အပူဆောင်းသော စာပူစလုံး195လုံးရှိသည်သည်ထိုခဲစလုံးများကိုမှောက်ပြီးရောလိုက်လျက်ပြန်လည်၍ရွေးယူရန်မလွယ်တော့ပြီး အားလုံးအရေးကြိုးကအစ်စ်ပြန်သွင်းရသဖြင့်ပုံနှိပ်တိုက်မှာနစ်နာလာသည်မမကေပိတ်စင်ကခဲစလုံးကွယ်အမောက်မကန်ပဲဥပဒေအရခဲစလုံးကုံမှာစက်ကူအုံကြီးချိတ်ပိတ်ပါဟု၍ခုခံပြောဆိုသဖြင့်ခွတ်မောက်ခြင်းမပြုတော့ပြီမမကေနောက်မှာအပိတ်ခံရသောသတင်းစာများမှာခွတ်မောက်မခံရတော့ပြီမမကေဆောင်းမရှင်တို့မှာများပြားလာသည်တင်းမောင်းသည်ဗမကေ၌ပါမွားဆောင်းမရှင်တအူးဟုဆိုရမည်ဗမကေပါဆောင်းမများသည်ထိုစဉ်ကဆိုရှယ်လစ်ပါတီနှင့်ဖာဆာဗလာအစိုးရကို ဝေဖန်ဖြစ်တင်ကြလုံးလျာဝင်ကြီးချုပ်ဦးနုကမကြာခဏမကြည်မနိုင်ဖြစ်သည်နောက်ဆုံးတွင်ဦးနုတို့ကိုလည်းဗမခက်ကရေးလို့ရရေးပါဟုဗမခက်ကကွင်းပေးရာဦးနုကတမိန်ဘရန်ကလောင်အမီဖြင့်အစိုးရဘက်မှအာဘော်ကိုဗမခက်မှဝင်ရောက်ရေးသားသည်အဝူးပိုင်း၌သာဦးနုကရေးနိုင်ပြီးနောက်ပိုင်းမအားလက်သောအခါတွင်ထိုစင်းကပြည်ညာရေးဌာနအတွင်းဝင်ဦးတန်းကဝင်ရောက်ရေးသားခဲ့လေသည်ဤသို့ဖြင့်ဗမခက်ကတကိုးဩဇာကြီးမှသောတရင်စာကြီးဖြစ်ခဲ့သည် ရင်းမုံသတင်းစာ၏ဩဇာပါမှုသတင်းပတ်၌ပို၍ရှိသည်ရင်းမုံသတင်းစာတွင်သတင်းစာ၏အဘော်ခေါင်းကြီးပိုင်းကိုနေ့စဉ်မရေဘဲလိုအပ်သောအကြောင်းရှိမှသာဝေဖန်ရေးသားလေရှိသည်လန်ဒန်ရင်းမုံ၏မူကိုယူသည်ရင်းမုံ၌စောင်းမရှင်များ၏အဘော်ကိုသူတို့၏အမည်နှင့်ပုံလိပ်ကပေါ်ပြလေရှိသည်ရင်းမုံကသတင်းပတ်၌ပို၍ဩဇာရှိသည်မှာသတင်းမှန်ကိုမရအယလိုက်ကအေးရယ်ရင်းရင်ရေးသားပေါ်ပြသောမူကြောင့်ဖြစ်သည် ။တရင်နောက်ကိုလိုက်နေသောဂျေမုံ၏တရင်ဩဇာကို1946ခုနှစ်အေဘီလ18ရက်နေ့ကဂျေမုံအယ်ရီတာများကအောက်ပါအတိုင်းမှတ်တမ်းတင်ခဲ့လေသည်။ဂျေမုံနှင့်လူတရင်ဂျေမုံသည်ပြည်သူလူထုအရေးကြီးများကိုသာနေ့စဉ်နေ့အမျှလုံးပန်းလျက်ရှိတော်လေ။ပြည်သူလူထု၏အခြေခံဖြစ်သောလူတအုပ်စီတယောက်စီ၏ကိုရဲကိုတာကို မျက်ကွယ်မပြုကြီး။နေ့စဉ်သတင်းစာများတွင်တိုင်းပြည်အုပ်ချုပ်မင်းလုံသူများတည်င်းနှင့်ပြည်တွင်းပြည်ပနိုင်ငံရေးစီးပွားရေးသတင်းများကသာ လွမ်းမိုးနေတတ်သည်တနေ့တာကာလခဏတာအခိုက်တွင်လူပုဂ္ဂိုလ်တဦးတယောက်၏ပျော်ရွှင်ချမ်းမြေ့မှုဝမ်းနည်းကြေကွဲမှုအောင်မြင်မှု ဆုံးရှုံးမှု မတရားချုပ်ချယ်ခြင်းခံရမှုစသည့်ပုဂ္ဂလိကဇလန်းလေးများသည်ပြည့်ပြည့်လျက်ရှိသည်ရေးတော်သော လူအကြောင်းသတင်းများကိုဂျင်းမုံသည်တယုတ္တရဖော်ပြသည်ဂျင်းမုံ၌ဖော်ပြဘူးသည့်သတင်းများအနက်အောက်ပါကလေးငယ်နှစ်ဦးဇလန်းကလေးများသည်တမျိုးစီစိတ်ထိခိုက်ဖွယ်ကောင်းလေသည် ပထမသတင်းသည်ရန်ကုန်အစုံနာစေယုံတွင်တောင်းတင်နေသောတာတော်ဝမြို့မှမောင်အောင်ခင်ဆိုသူလေးဖြစ်သည်မောင်အောင်ခင်သည်ဖခင်နှင့်လိုက်နေရာမှဖခင်နှင့်မိတွေးလင်းမယားကွဲရာတွင်မိတွေးကနှင်းချလိုက်သည်ဖြင့်မိဘမဲ့ကေယာမှတဆင့်အစုံနာစေယုံသို့ရောက်လာသည်မောင်အောင်ခင်သည်ငယ်စဉ်ကပင်မိခင်သေဆုံးပြီဟုဆိုသည်ပြင်းပေါ်ကသူ့ကိုမွေးစားကြမလားဟုသောခေါင်းစဉ်ဖြင့်သူ့သတင်းကိုရေးသားလိုက်သည်မွေးစားလူသူပေါင်းများစွာပြင်းပေါ်သို့ရောက်လာကြသည်သို့တော်မောင်အောင်ခင်ကိုမိသူမမွေးစားခွင့်မရရှာကြ မောင်ခင်သည်ရင်းမုံတရင်စာကြောင့်သူသေးပြီဟုထင်နေသူသူ့မိခင်အရင်နဲ့ပြန်တွေ့သွားသောကြောင့်ဖြစ်လေသည်အခြားတစ်ယောက်မှာစာမွေးဝဲစည်းရိတ်ပြား90မပေးနိုင်သည်ဖြင့်စာမွေးဝဲပြေခွင့်မရသူမူတုံမျိုးမှစရုပ်တာတန်ကျောင်းသူကလေးမဆမ်းမည်ဖြစ်သည်မဆမ်းမည်သည်စာမွေးဝဲစည်းပြား90ကိုမပေးနိုင်သည်ဖြင့်စာမွေးဝဲပြည်သည့်ရက်တွင်ဆရာကြီးကစာမွေးဝဲပြေခွင့်မပြုဘဲနှင်ထုတ်ရာအိမ်သို့ငိုကြွေးကပြန်လာသည်ကြားရသူများကပြား90ပေးတော်လဲ အချိန်နောက်ကျပြီဆိုကာဆရာကြီးကစာမေးပွဲဖြေဝင်မပြုတော့ကြီးမဆမ်းမြင်လေးအကြောင်းကိုကျင်းမုံကရေးသားလိုက်ရာတနိုင်ငံလုံးတွင်ခရက်ရိုက်ခတ်သွားလေတော့သည်ဆရာကြီးကိုရှုတ်ချကြောင်းမဆမ်းမြင်အတွက်တီးကြစာမေးပွဲလုပ်ပြီးရန်တောင်းဆိုကြောင်းအဆိုများကိုကျောင်းသားတမကပေါင်းများစွာကဆုံးဖြတ်ကြသည်မဆမ်းမြင်အတွက်ငွေပို့သူငွေစားရန်ကမ်းလှမ်းသူများအများအများပေါ်ထွက်ခဲ့သည်ထိုကျင်နာသောအမှုရာလူသားဆန်သောစိတ်သဘောများသည်လူသားအချင်းချင်းချစ်ကြည်ရင်းနှီးခြင်း စိတ်တက်ပွားများစေနိုင်သည်ဟုကျေးမုံကယုံကြည်လေသည်ပါလီမန်ရောက်ကျေးမုံတက်ပုံ1960ခုနှစ်နိုဝင်ဘာလအတွင်းကရန်ကုန်အနီးတကုံအထယ်စက်ရုံတွင်တပိတ်မောက်အလုံသမားများကိုရဲကအကြံပရန်ဖမ်းခဲ့သည်အမျိုးသမီးအလုံသမားများကာယင်ဒီပြက်လောက်အောင်ရဲများကြမ်းတမ်းခဲ့သည်အမျိုးသမီးများအင်ကြီးလုံကြီးစုပ်ပြဲသည့်အထိဇွဲလာရန်လာ ပြုတ်မှုချင်းခံရပုံဓာတ်ပုံကိုဂျင်းမုံကမျက်နှာဖုံးတွင်ပေါ်ပြခဲ့သည်ဤဓာတ်ပုံနှင့်ဆက်လင်း၍လူမျိုးစုလွတ်တော်တွင်တာယာဝရီတောင်ပိုင်းပဋ္ဌသအမတ်ဥပဒင်ကမေးခွန်းမိသည်အစိုးရကရဲများကြမ်းသည်ဆိုခြင်းမှမမှန်ပါဟုပြေကြားခဲ့သည်။ဒိုအဖြစ်ကိုသတင်းရေးတရာတွင်ဂျင်းမုံကဤဓာတ်ပုံကိုတကြိမ်ထက်မှန်ထည့်သွားကဒီအဖြစ်မမှန်ပါတဲ့ဟူသောခေါင်းစဉ်ဖြင့်ပေါ်ပြခဲ့သည်။ ရင်းမုံကသတင်းကိုဦးစားပေးရတွင်နိုင်ငံခြားသတင်းရရှိရေးအတွက်တယ်လီပရင်တာဆက်ကိုစတင်သုံးစွဲခြင်းဖြင့်နိုင်ငံခြားသတင်းတူးများကိုစောစီးစွာရရှိခဲ့သည်တင်မောင်သည်ပြည်သည့်သတင်းကိုယ်စားလှယ် ASP သတင်းဌာနတွင်သုံးမိုးများခိုခဲ့ရပါသည်ဗမာခေတ်သတင်းစာချိတ်ပိတ်ခရရစဉ်ကတင်မောင်သည်ငတ်တလဲပြတ်တလဲနှင့်ဘားလန်းရှိတဲကိုကန်တို့ကိုတွင်နေထိုင်သည်တလ30ကျပ်ပေးရသောထိုတဲကိုကန်တွင် တင်းမောင်းနဲ့တခမ်းနဲ့ကြသူတို့မှာဥထင်ကြီးနဲ့ထိုစဉ်ကဒန်ကြားရေးဌာနဘာသာပြန်ဥတက်တင်ယခုဘုံမူဟောင်းတို့ဖြစ်သည်ဥထင်ကြီးနဲ့အတူဥတင်ဝင်းမှာ new peace ဓာတ်ပုံသတင်းဌာနကိုတည်ထောင်ခဲ့သည်စပလန်ရှိ ASP သတင်းဌာနမှာ editor ဆရာတက်တိုရိုက်တာတို့ပြောင်းသောအခါဥထင်ကြီးက ASP editor အဖြစ်လက်ဆက်ခံသည်ဝုတင်ကြီးရောတင်မောင်မှာ ASP တိုက်သူပြောင်းရွှေ့နေခဲ့ကြသည် ။ဦးတင်ကြီးကအဲ့ဒီတာတင်မောင်းကစေတနာဝန်ထမ်းအကူသမားထို့ကြောင့် ASPE တရင်လုပ်ငန်းကို၃နှစ်ခန့်လုပ်ကိုင်ခဲ့မှုသည် ASP တွင် teleprinter set တက်ဆင်းသောအခါစက်တလုံးပုံနေသည်ထို့ကြောင့်ကြောင်မြောင်းဘိုလိန်လှမ်း၌ရေမော်သတင်းစာကိုထုတ်ဝေသောအခါ ASP ၌ပုံနေသော teleprinter set ကိုငှားရန်ကကြောင်မြောင်းရက်သို့ရွှေ့သည်စပက်လန်းနှင့်ကြောင်မြောင်းရက်ရှိဂျေးမုံတိုက်ကို တယ်လီဖုန်းကြိုးတစ်ချောင်းအမင်းငှားရဲငါဆက်သွယ်သည်ဤသို့ပြင်စပယ်လန်တို့ဘယ်ရစ်မြို့တော်မှလာသမျှသတင်းတို့သည်ကြောင်မြောင်းရက်ရှိဂျင်းမုံတိုက်သို့လည်းတမဟုတ်ချင်းရောက်ရှိတော်သည်အခါဂျင်းငွေမှာ15က200ကျပ်တယ်လီဖုန်းကြိုး9က200ကျပ်ပေါင်400ကျပ်မျှသာကုန်သည် နိုင်ငံသားသတင်းဝယ်က250ကျပ်ပေးရသဖြင့်အနည်းငယ်သာပိုကုန်သည်သို့တော်ဈေးကြီးလာသည့်တင်သည်ဖြင့်အခြားသတင်းစာများကမတုံးကြဲပဲရှိနေကြသည် Delhi Printers အမှကျင်းမဲ့ကျိုးနှန်း71မျိုးပင်ကျိုးမဲ့ကျင်းနှန်းယူယူကတင်ဂေတတန်တိုတန်ရှီများလာသည်ကိုနကြက်နှင့်နားထောင်ကစာတန်းဖွဲ့၍ရိုက်ရသည် Delhi Printer ကမူကျိုးမဲ့ကျင်းနှန်းနှင့်ပို့သောတင်ဂေတများကိုလက်နှိဆက်ကဖမ်းယူပြီးအလိုအလျောက်စာရိုက်ပြီးထွက်လာသည်ပုံမူမှန်ကန်သည်ချက်ချင်းဖက်ရသဖြင့်မြန်ဆန်သည်ဒီပုံဒီ Delhi Printer ဆက်ကိုပထမဆုံးအသုံးပြုသောသတင်းစာဖြစ်သည်အခြားသတင်းစာများယခုတိုင်မသုံးနိုင်သည့် 1963ခုနှစ်အမေရိကန်တို့ရောက်ခဲ့စဉ်ကတင်မောင်းသည် AP Radio ဓာတ်ပုံသတင်းဌာနနှင့်ဆက်ဆက်ခဲ့သည် AP Radio သတင်းဓာတ်ပုံများကိုရန်ကုန်သို့ပို့ပေးပါဒီမုံတဆောင်တဲ့သုံးမျိုးစကားဆိုခဲ့သည်ထို့ကြောင့် AP ကရန်ကုန်မှ Radio ဓာတ်ပုံများဖမ်းယူရရှိနိုင်ရန်ဓာတ်ပုံလွှင့်ဌာနတင်များဖွင့်ကစီစဉ်သည်နောက်ပိုင်း၌မြမသတင်းစဉ်ပြပက AB Radio ဓာတ်ပုံသတင်းများဝယ်ယူတော့အခါအစင်းသည့်ဖြစ်သွားတော့သည် ဂျေးမုံတိုင်းတယ်လီပရင်တာတက်ဆင်ထားသဖြင့်တင်မောက်အဖို့ကဘာအေးရက်သို့သွားတိုင်း ASP တည်င်းလွှင့်ဌာနတို့မှတစဉ်ဂျေးမုံနှင့်ဆက်သွယ်နိုင်သည်ရင်သစ်ပြီးပဲရစ်မြို့ရောက်စဉ်တွင်မိုင်6000ခန့်ဝေးသောရန်ကုန်မြို့ရှိဂျေးမုံတိုက်သို့မြမစကလုံးများကိုအတန်အတွက်အတိုင်းလိုက်၍စလုံးများပေါင်းကာတယ်လီပရင်တာဖြင့်ဆက်သွယ်နိုင်သည်နိုင်ငံသားမှတယ်လီပရင်တာဖြင့်မြမပြည်သို့ပြန်လည်ဆက်သွယ်ရနိုင်လေဂျင်းမုံကပထမပင် တရင်စာမျက်နှာပွဲပုံအသွင်အပြင်ကိုလည်းကျင်းပုံကတည်တွင်ခဲ့သည်တရင်စာတို့သည်နောက်ကျောဘက်က ကြောညာများကိုပေါ်ပြလေရှိရမှာကျင်းပုံကတရင်များကိုပေါ်ပြသောကြောင့်ကျင်းပုံတွင်မျက်နှာဖုံးနှစ်ခုရရှိလေသည်စာမျက်နှာပွဲရာတွင်ဗမခေတ်ကတမျက်နှာကို၄ကော်လံခွဲကြကတည်တွင်ခဲ့သည်ကိုကျင်းပုံကတက်စင်က၅ကော်လံခွဲကြသည်ဖြင့်စာမျက်နှာသွင်းပြန်မှာပုံမူတွက်လာသည်ထွက်ဆကျင်းပုံမှာ လစ်တိုဆက်နှင့်ရိုက်နှိမ့်သောလက်ရှိဂျင်းမုံတစ်ပုံစံအထိကမ္ဘာသတင်းစာညီလာခံများတွင်ဂျင်းမုံသတင်းစာကိုပြသသောအခါနိုင်ငံကြီးများ၏စံချိန်မှီပါသည်ဟုအားလုံးကလက်ခံကြသည်ယခု1980ခုနှစ်တိုင်1958ခုနှစ်ကဂျင်းမုံသတင်းစာ၏အသွင်အပြင်ထက်ပိုမိုတိုးတက်တည်ထွင်မှုမပြုနိုင်တော့ပြီကမ္ဘာစံချိန်မှီသတင်းစာအသွင်အပြင်အစဉ်အတန်းရောက်အောင်တည်ထွင်ပြီးပြီဖြစ်သည့်ဖြင့်ဤတစ်ခေတ်အဖို့နောက်ထပ်ထွင်စရာမလိုသလောက်ပင်ရှိနေလေပြီ။ ။ဤသို့ဖြင့်မြန်မာနိုင်ငံသတင်းစာသမိုင်းကိုအိုးဝေဗမာကင်းနှင့်ကျင်းမုံတို့ကခေါင်းဆောင်ကတော်လှန်ပြောင်းလဲခဲ့လေသည်။